အင်္ဂါသာသမိများအတွဲတပတ်တာကာလမှာတွေ့ကြောမဲ့ခံတရားပါအဲ့တော့ကျွန်တော်တဲရနမေးဖတ်ပေးတာပါနော်အပတ်တိုင်းတောက်ကြနေညနေ6:00ဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပြနေကြဖြစ်ပါတယ်ဒီဟောစကန်လေးရဲ့တက်တန်ဆိုရင်လည်းတော်တော်လေးကြာမြင့်ခဲ့ပြီလို့ပြောမယ်ဆိုရင်တော့ပြောလို့ရပါတယ်အဲ့တော့အင်္ဂါသာသမိတွေအတွဲကျွန်တော်ရဲ့ဘေးနာမှာတေရကတ်9ကတ်ကြာတော့ပါတယ်နော် ဲ့တော့အင်္ဂါသသမိတွေရဲ့ပထမဆုံးအလုံးနဲ့ပတ်သက်တဲ့ကံတာတဲ့အလုံးနဲ့ပတ်သက်တဲ့ကံတာကကျတော့ကျယ်ပွင့်ဧကရီတဲ့နမိတ်ကြတော့နော်ကျယ်ပွင့်ဧကရီနမိတ်ကကျတော့ကင်မရာမကောင်းတယ်ကျယ်ပွင့်ရဲ့အဓိပ္ပာယ်ကျတော့အောင်မြင်ခြင်းပါပဲအောင်မြင်မှုတွေရဂလိုရမှာလေတဲ့ဘာနာမည်ကြီးကြီးတွေပါရောစပ်ပြီးတော့အောင်မြင်တတ်တော့လက်ရှိလုပ်နေတဲ့အလုပ်ကိုင်းတွေအဆင်ပြေမယ် တိုးတက်မယ်အောင်မြင်မယ်စေချမ်းသာပြီးတော့တော်ရှင်အောင်ကိုရလိုချင်တဲ့အောင်မြင်မှုတွေကိုကိုလွယ်လွယ်ကူကူနဲ့ရနိုင်တာပေါ့တော့အောင်မြင်မှုကိုရရုံမျှမကဘူးတဲ့နာမည်တွေပါကြီးတက်တယ်ပတ်စည်းဝိုင်းတွေအဆင်ပြေတယ်အဲစည်းဝိုင်းတွေအဆင်ပြေတဲ့ကိစ္စတွေဟာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာနာမည်ကုန်သတင်းအဖြစ်ကြော်ကြတတ်တယ်ကိုယ်အလုံးမှာအဆင်ပြေတယ်အဲ့ဒီအလုံးမှာအဆင်ပြေတာကိုလူတွေဟာ 哦သူတော့အလုတ်ကင်နေတော်တော်ကောင်းနေပေါ့အဲ့လိုမျိုးချင်းမတော်မနာပြုခြင်းနေတယ်ခံရတာပါအဲ့တော့အလုတ်နဲ့ပတ်သက်ရင်ကန္တရာကောင်းနေအဖက်ဘက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကျုံတော့ပေါ့နောက်သူကအေဂရီဆိုတဲ့ဘယင်မာတစ်ပါးရဲ့တင်ဂိတနမိတ်ဖြစ်ပါတယ်ဒါမှမဟုတ်ဒီကလာနေမှာဒီကုမ္ပဏီဝန်ထမ်းအလုပ်တွေအစိုးရဝန်ထမ်းအလုပ်တွေလုပ်ကင်နေတဲ့အင်္ဂါသားသမီးတွေအတွက်ဆိုရင်ညှော်လင့်ချက်တွေအပြည့်အဝစီတာပေါ့ အလုံးမှာယာဒုတိုးခြင်းတွေကြုံမယ်အလုံးမှာလာသာတိုးခြင်းတွေကြုံတတ်တာမိရဲ့ဇီဝရဲ့လောကိုင်းတွေကိုလုံရင်ကောင်းမလားမကောင်းလားလုံတင်လားမလုံတင်ဘူးလားအဲ့လိုမျိုးတွေးဆနေတဲ့အင်္ဂါသားသမီးတွေရှင်ကျွန်တော်လုတ်ပါလို့ပဲကြံကြံပေးနေတာပေါ့နော်အဲဘာလို့ဆိုနမိတ်ကောင်းတာပေါ့ကံစားတဲ့ကံကြမ္မာနမိတ်ရာဆိုရင်နမိတ်ကောင်းတာ ဒါမလို့တဲ့အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကံတရာဆိုပြောပါစေတော်တော်လေးကောင်းတယ်လို့ပြောအောင်ပါဖြစ်ပါတယ်ကောင်းတာနည်းနည်းကောင်းတာမဟုတ်အများကြီးကောင်းပါလားအာအလောက်နဲ့ပတ်သက်ရင်ဘာခက်ခဲတွေကြုံနေလဲကြုံနေတဲ့ခက်ခဲတွေဟာအတိတရာအဆင်ပြေသွားဖို့ရှိပါတယ်ဒါနံပါတ်1ကငွေကြေးနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့သူကတတဲ့ဆိုတာနည်းနည်းလေးညံ့တာပေါ့နော်ငွေကြေးကိုအကြောင်းပြုပြီးတော့လှုပ်ဆောင်နေတဲ့ကိစ္စတွေ ပတ်သက်များများအဆင်မပြေဖြစ်နိုင်ပါတယ်။ဒါကြောင့်ငွေချင်းနဲ့ပတ်သက်တဲ့စိတ်ကူးတွေငွေချင်းနဲ့ပတ်သက်တဲ့အကြံစီတွေအကောင့်လေဘောတဲ့နေရာမှာအဲ့ဒီစိတ်ကူးအဟောင်းတွေအဲ့ဒါတွေကိုပယ်တဲ့အစည်းအဝေးနဲ့ထည့်လိုက်ပါ။အာငါဦးလေးအတော်စီမှာငွေချင်းနဲ့ပတ်သက်ပြီးတော့အကူအညီသွားတောင်းမယ်။သို့မဟုတ်အထက်လူကြီးနဲ့ဒီမှာအကူအညီသွားတောင်းမယ်။အဲ့လိုမျိုးကို့မှာအတွေးတွေရှိတယ်အဲ့အတွေးတွေကိုပယ်ပလိုက်ဟောစိတ်ကူးအစ်စ်တွေနဲ့အကောင့်တွေပေါ်တင်တယ်လို့အကြံဉာဏ်ပေးကြတာပေါ့ ကိုကလာကိုရင်ပတ်စံပေးစရာရှိတယ်အဲပေးစရာရှိတဲ့ကိစ္စအတွက်ကိုကဒီမှာလုံးပန်းနေတာပေါ့အဲတော့ကိုကစိတ်ကူးလေးတွေရှိတယ်အဲစိတ်ကူးလေးတွေကမဖြစ်ဘူးမဖြစ်တဲ့အတွက်အဲ့ဒီအတွက်အချိန်မပေးနဲ့အဲ့ဒါအတွက်အချိန်ကုန်မကန်နဲ့အဲတော့ငွေချင်းနဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးကြောရဲ့မိဆွေတွေကိုကျွန်တော်အကြံဉာဏ်ပေးချင်တာစိတ်ကူးအသစ်တွေအကြံစီအသစ်တွေနေရာအသစ်တွေပေါ့နော်အဲ့ဒီမှာအကောင့်တွေပေါ်တင်တာ ကိုတွေးထားတဲ့အရာတွေတိုင်းမလုံးနဲ့အစ်စ်အစ်စ်စဉ်းစားဖို့အထက်စဉ်းစားဖို့ပြောချင်တာကတော့ဒီလိုလုပ်မယ်လို့စဉ်းစားထားတယ်အဲ့ဒီအရာရဲ့ကံတရားရာ မဖြစ်နိုင်မဖြစ်နိုင်တဲ့အတွက်စိတ်ကူးတဲ့အကြံစီတင်နဲ့ဆက်လက်ပြီးတော့ accountable တင်နဲ့နောက်တစ်ခုကလူမှုရေးကဏ္ဍတွေပေါ့နော်လူမှုရေးကဏ္ဍတွေမှာကျတော့အင်္ဂါသားသမီးတွေဟာစိတ်သွားတိုင်းကိုမပါတဲ့သဘောတက်ရောက်တာနံပါတ်1နံပါတ်2ကကိုယ်လွှမ်းမိုးမဲ့လူကိုယ်ချုပ်ကင်မဲ့လူကိုယ်စိုးမဲ့မဲ့လူတွေနဲ့ပဲဂျုံနေရတယ် အဲ့တော့လူမှုရေးကံတာဆိုရင်အင်္ဂါသားသမီးတွေအတွက်နည်းနည်းလေးအခက်ခဲဖြစ်တတ်တယ်။စိတ်တိုင်းမကြောက်ဘူးနော်။ရရောသူများစိတ်တိုင်းကြလိုက်ပြီးလှုပ်ပေးနေရတယ်။ကိုယ်စိတ်တိုင်းကြမဖြစ်တာလို့လေကျောင်းရတဲ့။နောက်အင်္ဂါသားသမီးတွေရဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံတာမှာနည်းနည်းအခက်ခဲလေးတွေကျောင်းရတတ်တယ်။ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်ရတာသူရသားချင်းကိုအကြောင်းပြုပြီးတော့စိတ်မောလူမောဖြစ်ရတာမျိုးလေးတွေလည်းအင်္ဂါသားသမီးတွေဒီကာလမှာကျောင်းရတတ်တဲ့အစဉ်ကာလမျိုးဖြစ်ပါ အဲကျမ်းမာရေးပိုင်းမှာကြတော့တိတိတတ်တာကောင်းမွန်လာတာတိုးတက်လာတာမျိုးတွေကြုံရတယ်အဲတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးရင်ပြမစီဘူးကိုယ်နေနဲ့ကျမ်းမာရေးညံ့နေတော့မှအဲကျမ်းမာရေးကပြန်လဲပြီးတော့ကောင်းမွန်လာတာလို့တိုးတက်လာတာမျိုးတွေဖြစ်သက်တာနောက်ပညာရေးကိစ္စပေါ့နော်အင်္ဂါသမီးတွေပညာရေးကံတရာမှာကြတော့အဖြစ်ဝင်တာပေါ့အဖြစ်ဝင်တတ်တော့အနောက်ရဲ့ပေါ်တတ်တာပညာရေးနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့ဘလို့ဖြစ်တတ်လဲဆိုတော့အာဟွန်း ။ဟိုမှာပြင်းနာတင်မတင်ပဲအချင်းချင်းမတင်မြတ်တာလို့မတည့်လာလို့အဲ့လိုမျိုးတွေဖြစ်တာ။ဒီလိုကစိတ်မောလူမောစိတ်ညစ်တယ်။စိတ်တက်တွေကြတယ်။ပညာဆက်ပြီးတော့တင်ကျင်သိမရှိဘူး။အဲ့လိုမျိုးတွေကြုံရတဲ့ပညာရေးနဲ့ပတ်သက်ရင်တော့အဲ့အတိုက်ခံလေးတွေအကဲအကဲလေးတွေနဲ့သတိထားရမှာပေါ့နော်။နော်ကြည့်ရရင်လည်းပတ်သက်တဲ့ကန်သာတာမှာကျတော့ခွဲပလာထဲမှာငါးဝင်နေတဲ့နမိတ်ကြတယ်ဒီနမိတ်ကကျတော့အင်္ဂါသားသမီးတွေအတွက်ဣမတန်မှကောင်းတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်စိတ်ချမ်းသာ ိတ်ကျမ်းသာယုံများမကစိတ်ပျော်ရွှင်ရမယ်။ပိန်တော်ရင်းနဲ့ပတ်သက်ရင် ကံတော်တာကောင်းတယ်။စေတကြောင့်လန်းကိစ္စမင်္ဂလာကိစ္စတွေသူပြည်သားသားအောင်မြင်မဲ့ကံတော်တာမျိုးတွေရှိတယ်။ဘုရားကလည်းအစဉ်ပြေလာနိုင်တာပေါ့နော်။ကံတော်တာတော်တော်လေးကောင်းမှာ။အဲ့တော့ဒီကားလေးမှာကျွန်တော်တို့အင်္ဂါသားသမီးတွေရဲ့ကံစားတာမှာအကောင်းများပါတယ်နော်။တခါကအင်္ဂါသားသမီးတွေတော့အကျိုးပေးတယ်ကံကောင်းတဲ့အရောင်လေးတွေရှိပါတယ်။အနီရောင်ရဲ့အပြာရောင်ရဲ့ကောင်းပါလား။အနီရောင်နဲ့အပြာရောင်ကို ဝတ်ပါဆောင်းပါ။နောက်ကံကောင်းစေတဲ့အကျိုးပေးကောင်းစေတဲ့နံပါတ်ပေါ့နော်။အဲ့ဒါတော့တေစာ6စုံ။နောက်ပြီးတော့6စာတေစုံနံပါတ်2ဖြစ်ပါတယ်။နောက်ညစာပြောအုံးသီးစိတ်9စိတ်လှူပြီးတော့လူရဆူတောက်မှာကင်သာသမီးတွေကျွန်တွေ့ရမယ်မကောင်းတဲ့ကံစားတာအញ្ញံကြိုက်တွေပြပြကင်းစင်စေမှာဖြစ်ပါတယ် ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးအပေါင်းနဲ့ကိုကြမ်းမဆေးချမ်းသာလိုရာဆန္ဒပြပါစေလို့ဆုတောင်းမြတ်တာများရေရောမင်္ဂလာချမ်းနေလှိုက်လှယ်လေးလေးပို့တာပေးလိုက်ပါတယ်။အာကျွန်တော်ရဲ့မိတ်ဆွေတို့ရေရောမင်္ဂလာချမ်းနေပြီးတော့တရင်စကားလေးတွေပါခြင်းပါပဲ။နံပါတ်1ကကျွန်တော်တို့အာလနဲ့လာတိုင်းတရက်နေ့တိုင်းဖွင့်နေကြဖြစ်တဲ့ဘေရင်လက္ခဏာပင်နဲ့ဒီလလည်းရှိပါတယ်နော်။တရက်နေ့စပါမယ်။အဲ့တော့ဘေရင်နဲ့တက်တဲ့ကျွန်တော်ရဲ့ သူတွေကကျွန်တော်တို့တရက်နေ့ကိုအရောက်လာခဲ့မှာဖြစ်ပါတယ်ရက်ွက်ဥဆိုရီမူထောက်ခံပါရဲစကန်ထောက်ခံလာလေးတော့ယူဆောင်လာခဲ့ဖို့ဖြစ်ပါတယ်နောက်တစ်ခုကယူတော်မင်္ဂလာချန်ကိုဗိုလ်တုံးလေးရလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ယူတော်မင်္ဂလာချန်ကိုအကြောင်းမျိုးနဲ့မလာရောက်နိုင်တဲ့လူတွေကအွန်လိုင်းရနေပြီးတော့မေးလို့ရပါတယ်နော်ဟော်ဇလန်မှာလို့ရတယ်မိမိရဲ့အကြောင်းတင်တဲ့ကိစ္စအခက်ခဲလိုက်ဗီဒီမေးနေတယ်ဆိုရင်39669395လုံး9ဆိုတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ် ။နောက်ကျွန်တော်ရဲ့အနေနဲ့ရမှာကြီးရကျွန်တော်ရဲ့မိတ်ဆွေတွေကိုအရေးကြီးတဲ့ပွဲတစ်ပွဲဖိတ်ပါမယ်။အဲ့ဒီပွဲကဘာပွဲလဲဆိုတော့၄ရက်စက်တလ2025အဲ့နေ့ကဒလောင်မုံလာပြည့်နေ့ဖြစ်ပါတယ်။ဒလောင်မုံလာပြည့်နေ့ညကစေပေါင်းခါတဲ့ညဖြစ်ပါတယ်။အဲ့ဒလောင်မုံလာပြည့်နေ့ညစေပေါင်းခါတဲ့ညမှာတို့ရောယူရိုမင်္ဂလာဆံမှာဈေးခေါ်လက်ပွင့်မျက်နှာပွင့်ပီယာဈေးစေပေါ်ပွဲကြီးရှိပါတယ်။ညလာခဲ့ကြပါနော်ကျွန်တော်တို့ဒီမှာအတူတူကွာ save for ပွဲကျင်းပကြပါမယ် ဲ့တော့တနင်္ဂနွေစာစနေစုံအပျော်စိန်9ရောက်ကတန်လိုက်တုံးကိုမုံညင်းစီနဲ့တွေ့တယ်။ချီရဲတက်တယ်မိထွန်းတယ်အပေါ်တက်လာတဲ့မိုင်းတွေကိုယူတယ်ပေါ့နော်။ဘေးကလူကောင်းများစွာကမြစ်တာတုတ်တွေအုံကာရာတွေအဲ့ဒါကိုတရဆက်ယူတာ။လောင်ဖုန်လာပြင်းနေည7နှစ်အီတို့ပြီးစေပေါင်းကားပြီးလဲဆိုတော့အဲ့ရတွေကိုအပျော်စိန်9ရောက်တွေ့ရတဲ့တန်လိုက်စီတွေမုံညင်းစီတွေကိုချီတွေဂျော်ပစီးတိခေတွေနဲ့စေပေါင်းတာပေါ့။အဲ့စီကဘာလို့သုံးလို့ရလဲဆိုတော့အင်တာဗျူးဖြေတာတို့အလုပ်လျှောက်တာတို့ဆိုရင် ်ရပုံစံစားလေးတွေတုတ်သွားတယ်အိမ်ရောက်တွေ့ကျင်တယ်ခါရောက်တွေ့ကျင်တယ်ဆိုရင်အိမ်နံပါတ်ကားနံပါတ်တွေကိုတုတ်ခါတယ်ဖလားတန်းနဲ့မှရေတန်တဘူးထဲစေးတော်ဤတစ်စက်ထည့်ပြီးတော့ဆိုင်ရှိတဲ့အင်ဂျင်တွေကိုပက်တန်တာအဲ့ဒါလေးကိုမနေ့မိုးလင်းရင်နပုစံသားလေးတွေတုတ်ထားကြများတွင်ညတနေ့ကိုမျက်နာပွင့်နဲ့ဝင်းချစ်လူကင်များတဲ့ပြောစကားဆိုစကားလေးအောင်းမြင်တယ်အဲ့တော့ဈေးခေါ်လက်ပွင့်ညနေပွင့်စေးတော်ဤဖော်ပွဲကိုတလောင်းမောင်းလာတဲ့နေ့ညမှာယူရောမင်္ဂလာချမ်းမှာကျင်းပမှာဖြစ်ပါတယ်အဲ့ဒီညမှာဖော်တဲ့ဈေးတွေကိုရောက်လာတဲ့ဧည့်သည်တွေကိုပြန်လည်ပြီးတော့ ဝေပေးမှာဖြစ်ပါတယ်။ဒါကြောင့်ဆေးရအီဖော်ဘွဲကိုညနေ၄နာရီ၅နာရီလောက်အရောက်တွားခဲ့ကြဖို့ဖိတ်မှန်တွေကပြုလိုက်ရ